ကဲမနေ့ကပဲကျွန်တော်ရဲ့ official server ကြီးကို new upgrade patch အသစ်တစ်ခုရောက်ရှိလာပြီအဲဒီတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပဲဒီကနေ့ video မှာတော့စာဖတ်ရမှာပြင်းနေငပြင်းနေရတဲ့အနေကပဲပြောင်းလဲသွားတဲ့ new upgrade patch မှာ bay hero တွေကိုဘယ်လို net flight ပြီးတော့ bay hero တွေကိုဘယ်လို buff flight လဲဆိုတာလေးကိုပြောပြမယ်ဒီခေါက် meta patch ကဘယ်လောက်ထိတောင်ပြောင်းလဲမှုတွေရှိနေလဲဆိုရင် unknown data တွေအတိုင်းပဲ valentina လိုမျိုး hero က esb လိမ့်မှာဆင်းဆောင်နေရလောက်တဲ့အထိ meta patch တွေကပြောင်းလဲနေပါလိမ့်ပုံမှန်ဆိုရင်များ patch upgrade တစ်ခုတစ်ခုလာတဲ့အခါကျရင်ကျွန်တော်တို့အနေနဲ့ hero တွေလောက်ပဲပြောင်းလဲတယ်ဆိုပေမဲ့အခုလက်ရှိကကျတော့ emblem အကျ က်စမန်နေအပြင်ကိုမှအင်္ဂင်္ဂဘက်တဖီရီနဲ့ UI တို့အပါအဝင်ကုနှုဆက်တင်နေမှာပါပြောင်းလဲမှုတွေရှိနေပါတယ်။ဒါဆိုတော့ဘယ်ယာရီကဘယ်လိုမျိုးပုံစံနဲ့ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုသိတင်နေဆိုရင်တော့ဖြင့်ဗီဒီယိုလေးကိုအဆုံးထိသာကြည့်လိုက်ကြပါတော့ခင်ဗျာ။ ဗီဒီယိုလေးမစခင်ကြော်ညာလေးဝေခြင်းပါတယ်။ဘာထွ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 မှာတော့မဟုတ်ဘူး။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို VPN ခံပြီးကြည့်ပေးဖို့ပါ။ကျွန်တော်အနေနဲ့ဗီဒီယိုတပုတ်တပုတ်ရဖို့အတွက်အချိန်တော်တော်လေးပေးရတဲ့အပြင်ဗီဒီယိုရဲ့ information မှန်အောင်နဲ့တက်နိုင်သမျှအမားနည်းသက်ထက်နေအောင်ကျွန်တော်အနေနဲ့စူးစမ်းပေးနေပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ကိုမုံဖိုးလေးများပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို US UK VPN ဒါမှမဟုတ်ရင်လည်းဒါသာရောအစီအမီတဲ့ VPN တစ်ခုခုနဲ့ကြည့်ဖို့တောင်းဆိုချင်ပါတယ်။အဲဒီလိုမုံဖိုးလေးတွေရမှာပဲကျွန်တော်အနေနဲ့နောက်ဗီဒီယိုလေးနောက်ထပ် content တွေလုပ်ဖို့အတွက်အားရှိစေပါဗျာ။ကဲရင်းဆုံး control C ဆက်တင်နေကဟော်ရီကတတိယမြောက်ဟာလေးကိုဘရာသာတို့အနေနဲ့တီးကြလိုက်မယ်ဒီတတိယမြောက်ဟာလေးကိုအွန်လိုက်ဗျာအွန်ပြီးသွားပြီဆိုတော့ ਨੇ တွေးကြတဲ့အတိုင်းပဲဒီလိုမျိုးဆလီလာတို့လို range ရှိတဲ့ hero တွေကအဲ့ဒီဟာကိုအွန်လိုက်လို့ရှိရင်သူရဲ့ကင်မရာက limit ထက်ပိုပြီးတော့ high ဖြစ်လိမ့်မယ် high ဖြစ်ပြီးတော့ကင်မရာကဘယ်လိုပြောရမလဲကွာပိုပြီးတော့အမ်ဒီ arrow သွားမဲ့နေရာတို့စပယ်ချိန်လိုက်တဲ့နေရာတို့ကိုဝေးဝေးနေရတယ်ဆလီနာတို့ novaria တို့ franco တို့အဲ့လို hero တွေ깟တဲ့လူတွေဆိုရင်တိမာပါဗျာကျွန်တော်ဘာမှထွတ်ထွတ်ထွတ်ရှေ့ရှေ့ဝေးဝေးတွေပြောပြနေစရာမလိုလားဘူးအဲ့ဒီ setting ကဘာပြောင်းလဲသွားလဲ ဲဆိုတော့အဲ့ဒီလိုကင်မရာ height ကိုနည်းနည်း short ပလိုက်တယ်ဆိုပေမဲ့လည်းပဲသူ့အနေနဲ့ animation တွေကိုပို့ပြီးတော့ smooth ဖြစ်အောင်လုပ်ပေးထားတယ် mobile legend ကိုပုံမှန် dimension ဆော့နေတဲ့လူတွေအတွက်ကကြတော့တိတ်ပြီးတော့မသိတာဘူးဆိုပေမဲ့ကျွန်တော်တို့လို video editor သမားတွေအတွက်ကကြတော့ဒီလိုမျိုး smooth ဖြစ်အောင်လုပ်ပေးလိုက်တာကအများကြီး edit လို့ပို့ပြီးတော့ကောင်းသွားတယ်ဒီတော့ကဆိုရင်စပယ်တစ်ခွတ်တစ်ခွတ်ချိန်ပြီးပြီဆိုတာနဲ့ကင်မရာက original အတိုင်းခဏခဏပြင်ပြင်ပြောင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ edit တွေ clip တွေကိုလိုအပ်ထပ်ပို့ပြီးတော့ထည့်ရပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုး smooth ဖြစ်အောင်လုပ်ပေးလိုက်တာက edit ဖို့အချိန်ပို့ပြီးတော့တတ်တာစီတာပေါ့ဒီ Gnu setting ရပေါ့အတိအသုံးနဲ့ ကြီးမားဆုံးပြောင်းလဲသွားမှာကတော့လင်းပလီယာတွေတွေးကြတဲ့အတိုင်းပဲဝေါ်တစ်ခုတစ်ခုကြော်တဲ့အခါကျရင်ကျွန်တော်တို့အနေနဲ့ရင်ကြီးကိုအခြေကြီးနေရမှာဖြစ်ပြီးတော့အနီမေးရှင်းကလည်းအရင်တော့ကတည်းကစမှုဖြစ်မဲ့အပြင်ဝေါ်ဖို့တက်နေတဲ့အချိန်အတွင်းကိုကျွန်တော်တို့အနေနဲ့ကင်မရာ high အနေနဲ့မြင်ရတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တော့ဗျာလူများရဲ့ထက်ပို့ပြီးတော့ vision ပို့ရတာပေါ့ training နဲ့ဟာရာပူစာကတော့အချိန်မရလို့မဆန်းရသေးဘူးဆိုပေမဲ့လည်းပဲတေးကြတာတစ်ခုကတော့သူတို့လည်းလင်းလိုမျိုးပဲကင်မရာ high အနေနဲ့ရမှာဖြစ်ပြီးအနီမေးရှင်းနေလည်းတော်တော်လေးစမှုဖြစ်နေလောက်မှာပါဖိုတိုဆက်တင်ရောဝိလက်ကြောင်ပန်းလုပ်နေရလဲပြီးပြီဆိုတော့ farsa ရဲ့ buff နဲ့အရင်စမယ်ပေါ့အ လုံးသိကြတဲ့အတိုင်းပဲ Fazer ဆိုတဲ့ hero ကဟိုအရင်အပရိမလာခင်တုန်းကဆိုရင် Scale 1ရော Scale 2ရော Ultimate ရောက Vision လုံးဝလုံးဝမမြင်ရဘူးဆိုပေမဲ့အခုလက်ရှိပြောင်းလဲသွားတဲ့ Upgrade မှာဆိုရင်တော့ဖြင့်အလုံးတွေ့ကြတဲ့အတိုင်းပဲ Fazer ရဲ့ Scale 1ကခြုံထဲမှာရှိတဲ့ Enemy တွေရဲ့ Vision ကိုမြင်ရမှာပါ။နှကောင်ထီးရင်နှကောင်၊သုံးကောင်ထီးရင်သုံးကောင်ဆိုပြီးတော့အဲ့ဒီသုံးကောင်လုံးရဲ့ Vision ကိုမြင်ရမှာဖြစ်ပြီးတွေ့ရတဲ့အတိုင်းပဲ Ultimate တောင်မှ Damage ပေးလို့ရှိရင် Vision မမြင်ရတာဖြစ်တဲ့အတွက် Scale 1ကိုဒီလို Vision မြင်ရအောင်ထည့်ပေးလိုက်တာကပြောမယ်ဆိုရင် Fazer ကို Meta နဲ့ပြန်ထည့်ချင်နေတာပေါ့လေ။နောက်တစ်ခုက Scale 3လို့ပြောလို့ရမယ့် Ultimate မှာ ိုရင်လည်းပဲအပြောင်းလဲတစ်ခုလုပ်ထားတယ်စကေး3ကို level up ပြင် up တလောက်သူ့ရဲ့ဘေးနာကသူ့ရဲ့လင်းတော်မောင်ငှက်ကလေးဟာဆိုရင်တော့ဖြင့်ပြေးကြိုက်တဲ့အခါကျရင်မကြည့်တမိပူထွက်မှာပါဘာသာရဲ့ပတ်စရာကွာသူ့ရဲ့ဘေးမှာအောက်ကတွေးကြတဲ့အချိန်မှာငှက်ပုံလေးရှိလို့စကေးတစ်ခုခုသုံးမယ်ဆိုရင်သူ့ရဲ့လင်းတော်မောင်ငှက်ကလေးက enemy ကိုပြေးကြိုက်တယ်တွေ့လားပြေးကြိုက်တယ်ဆိုတာရမ်းရကြသလားတော့မသိပါပဲပြေးစိတ်တယ်ဆိုရင်တော့ပူပြီးတော့အသုံးနှုံးလေးကောင်းတာပေါ့နောက်တစ်ခုကကြတော့ဖာစာရဲ့စကေး4လို့ပြောလို့ရပဲဒီလိုငှက်ပြောင်းပြီးတော့ပြေးလို့ရတဲ့စကေးအရင်တော့က movement speed 135ကနေပြီးတော့အခုလက်ရှိငှက်ပြောင်းပြီးပြေးတဲ့ တဲ့အခါကျရင် movement speed ကို150ထိကိုတိုးပေးထားတယ်ဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲဗျာ mid lane ကနေပြီးတော့ out lane ကိုဆင်းလာတယ်ဆိုရင်ခြုံထဲကိုကွက်တီလေးရအောင်သူ့အနေနဲ့စီစဉ်ပေးထားတာဖြစ်တဲ့အတွက်ပြောချင်တာကတော့ဗျာ far side ကြီးကင်ပြီးတော့ lane နေ share room လို့ရအောင်မယ်ပေါ့ခမန်းမီလို့တေးကြတာတခုကိုပြောရမယ်ဆိုတော့ဖြင့်အမ် TikTok ပေါ်မှာ far side gameplay တွေမြင်တွေ့ရနိုင်တယ်ပေါ့နောက်ထပ် buff လောက်ခံလာရတဲ့ hero တကောင်ကတော့ base game ထွက်ထက်အသားဘယ်တော့မှဖြူမလာတဲ့ brody လိုက်တာတွေကတော့ရွှေရှင်းပါတယ်စကေး1သုံးတဲ့အခါအရင်တော့ကလို့လေးလေးပပင်းဖြစ်မနေတော့ဘဲနဲ့စကေး1နှိပ်လိုက်ပြီဆိုတာနဲ့အချိန် င်ခဏလေးတွင်ဖတ်ကနေဆိုပြီးတော့စကေးဝမ်း enemy ရဲ့မျက်နှာတွေကိုထိသွားမယ်စကေးတူအဘွားပေးတဲ့ဟာကလည်းအရင်တော့ကလိုမျိုးအကြာကြီးမဟုတ်တော့ဘဲနဲ့စကေးတူအဘွားပေးပြီးပြီဆိုတာနဲ့ကျွန်တော်အနေနဲ့ joint stick ကိုချက်ချင်းသုံးတဲ့အခါကျရင်ကျွန်တော်အနေနဲ့ချက်ချင်းဘလင်းလို့ရတော့မှာပါပြောရရင်စကေးဝမ်းပြစ်တာနဲ့အဘွားပေးတာကိုပို့ပြီးတော့မြင်အောင်လုပ်ပေးထားရဲ့ပေါ့ဗျာနောက်ထပ်ကတော့စီဘူးပေးစရာမလိုဘဲနဲ့လကားတက်စီလို့ရတဲ့တက်စီကြီးကို back flight တာဂျွန်ဆန်ကြီးရဲ့စကေးတူ damage ကို80 180ကနေပြီးတော့120 220အထိကို back flight တယ်အရင်တော့ကဆိုရင်စကေးတူက creed ရဲ့အပေါ်ကို damage ပို့ထွက်တယ်ဆိုပေမဲ့အခုလက်ရှိပြောင်းလဲသွားတဲ့ upgrade မှာဆိုတော့ပြင်အဲ့ဒီ creed ရေပေါ်ပဲ damage ပို့ထွက်တဲ့ဟာကြီးကို remove လုပ်လိုက်ပြီးပြောရရင်တော့ဗျာအရင်တော့အလိုမျိုး tag upline ယူပြီးတော့ lane minion နေမြန်မြန်ရှင်းပြီးတော့ lane နေတစ်ခုပြီးတစ်ခုလိုက်ခန့်တာမျိုးကြီးလုံးလို့မရတော့ဘူးပေါ့ remove effect ကတစ်ခုဆိုတော့ new effect ကလည်းတစ်ခုထပ်ပြီးတော့ပါလာလိုက်မယ်အဲ့ဒီ effect ကဘာလဲဆိုတော့ johnson ရဲ့ skill 2က enemy ကိုထိတဲ့အခါကျရင် johnson skill 2ထိနေတဲ့ enemy ကိုစက်တက်3ခုမှတ်မှာဖြစ်ပြီးတော့အဲ့ဒီစက်တက်3ခုပြည့်သွားတဲ့အခါကျရင် enemy ဆက်ထားတဲ့ magic defense ရဲ့10%ပါဆန့်ကိုရှော့ချပေးမှာပါဒါတွေမကသေးဘူး johnson skill 2ထိနေတဲ့အချိန် enemy အနေနဲ့ slow effect ကိုခံစားရမှာဖြစ်ပြီးတော့ဘလောက်က ြမလဲဆိုတော့စကေးတူထိနေတဲ့တောက်ချောင်းလုံးကိုခန်းစားရမှာပါ glory နဲ့ glory အထက် hybrid player တွေကတော့ဒီဟာကဘာကိုရည်ညွှန်းနေတာလဲဆိုတာကိုသိရဆိုပေမဲ့မသိသေးတဲ့လူတွေအတွက်ပြပြရမယ်စနော်ဖြင့်တွင်ဆိုင်ရဲ့စကေးတူမှာကျွန်တော်တို့အနေနဲ့ divine clay ဆိုတဲ့ horror item ဝယ်စရာမလိုဘဲနဲ့ divine clay ရဲ့ effect ကိုရနေတယ်လို့တော့ပြောလို့ရပါမယ် divine clay လောက်တော့ magic defense နေအများကြီးမလျှော့ဘူးဆိုပေမဲ့လည်းပဲနေထိုင်ရဲ့စကေးတူနဲ့ light ပို့နေရုံနဲ့ divine clay လိုမျိုး magic defense တွေကိုရှော့ပေးမှဖြစ်တဲ့အတွက်အများကြီးမဟုတ်ဘဲနည်းနည်းပဲဖြစ်နေရင်တော့မှ enemy ကိုဝင်တိုက်ပြီးတော့စကေးတူတုံးနေတဲ့အခါကျရင် defense တွေရော့ နေမှာပဲလေအဲ့တော့အရှုံးမရှိပါဘူးမတ်တွင်ကြီးဘာလေးဂျန်နီလဲတော့မသိပါမယ်ဖိနှိုင်းမိမယ်လေးနာတာလီယာကိုတွေ့ကြတဲ့အချိန်မှာစကီဝမ်ကိုတောင်းရှော့ပေးလိုက်တယ်အတီမိတ် invisible ဖြစ်တာကိုလည်းခဏခဏတုံးလို့ရအောင်ဆိုပြီးတော့အတီမိတ် invisible ဖြစ်တဲ့ဟာကိုကိုတောင်းရှော့ပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့နာတာလီယာခိုင်တဲ့အခါကျရင်အတီမိတ်ကိုခဏခဏအသုံးပြုလို့ရနေတော့မှာပါတကယ်ဆိုတဲ့ assassin player တွေကိုလှောင်မလို့စဉ်းစားနေတယ်ဆိုပေမဲ့ကိုရီးယားမိကိုင်နဲ့မိ player ဖြစ်တဲ့အတွက်ဒီနာတာလီယာရဲ့ buff ကတော့မျက်ခုံးလုံးချင်စရာပါပဲမန်နိုတော့ရဲ့စကီဝမ်အေပုံပေးတဲ့အခါကျရင်အရင်ကလိုမျိုးနင်းနီကိုကိုမဟုတ် တော့ပဲနဲ့စကီဝမ်သုံးပြီဆိုတာနဲ့ဘောင်းနဲ့ဆိုပြီးတော့ချက်ချင်းအဲဘုံပေးအောင်ဘတ်ပေးထားတယ်ချက်တိရတုံးသုံးဘတ်ကိုပြောရမယ်ဆိုတော့ဖြစ်ရင်ကျွန်တော်စောင့်မင်ကဆုံးဟီးရိုတွေရတကောင်ဖြစ်တဲ့ချစ်ကိုသူ့အနေနဲ့ဘတ်ပေးလိုက်တယ်ဘလို့မျိုးဘတ်တာလဲဆိုတော့အားလုံးတွေ့ကြတဲ့အတိုင်းပဲသူ့ရဲ့စကီ4ကလीအရင်တော့ချစ်ကတယ်လီပို့ချင်နေဆိုရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲစကီ4အဲ့လိုသုံးလို့ရတဲ့တယ်လီပို့နေရာလေးဒီမှာရက်ပြီးတော့မှစကီ4ကိုသုံးလို့ရမှာအခုကျတော့အဲ့လိုမဟုတ်တော့ဘူးခုကဘလို့တော်ဖြစ်လာပြီလဲဆိုတော့ဗျာကိုက base ကနေပြီးတော့တယ်လီပို့ချင်နေတော့မှ enemy ဘလူးဘတ်ထဲကိုအဲ့လိုခလုတ်လေးတစ်ချက်နှိပ်ရအောင်နဲ့တယ်လီပို့ လို့ရသွားပြီကျွန်တော်ပြမယ်နော်ဒီမှာကြည့်နေကြည့်နေကျွန်တော်အလဲကောင်းမှနေနေရနော်ဒါပေမဲ့အဲ့ဒီတယ်လီပို့လို့ရတဲ့နေရာရဲ့အားလုံးကျွန်တော်အလဲကောင်းမှနေနေနဲ့စိုက်တဲ့နေရာကိုသွားလို့ရတယ်တွေ့လားစပိန်ကြီးကတော်တော်ကြီးကို OB သွားတာဖြစ်တဲ့အတွက် chip ကလည်းအရင်တော့ကလို့ဘန်ဟီရို list ထဲမှာပြန်ပြီးတော့ပါလာမယ်လို့ထင်ရပါတယ်ဘိုးကျုံမကြီးရော skill 1 skill 2တုံးတဲ့အခါအကုန်မဲ့ mana cost ကိုရှော့ချထားတယ် mana တွေကတိတ်ပြီးတော့မကုန်တော့တာဖြစ်တဲ့အတွက်မိုးကျုံမကြီးအနေနဲ့လိန်းကြီးကိုများများပတ်ပြီးတော့ run နိုင်လိမ့်မယ်ပြောရရင်တော့မိုးကျုံခဏခဏအပြစ်ခံရတော့မယ်ပေါ့အားကက်စက်စကေးသူတီတနည်းအားဖြင့် ultimate ကိုတော့ healing availability ီအသည့်ထည့်ပေးလိုက်တယ်ဘလို့မျိုးလဲဆိုတော့ Argus Ultimate ဖွင့်လာလို့ရှိရင် Enemy တွေက Argus ကိုဝိုင်းချလို့ရှိရင်ငကိုကထပ်ပို့ပြီးတော့တွေးပြန်တက်မယ်လို့ဆိုလိုတာချွင်းချက်ကတော့ရိုးရိုးဘေးစေးအထက်မှာခေါ်ရမယ်ဆိုရင်တော့အဲ့ဒီတွေးပြန်တက်တဲ့ ability ကရမှာမဟုတ်ဘဲနဲ့အဟိဘေးစေးအထက်ခုံးမှသာအဲ့ဒီတွေးတက် ability ကရမှာပါဖြစ်နေတာတော့ဗျာငါရဲ့တယောက်စူပါမန်ဝင်လုံးမယ်ဆိုရင်တော့မှဟိုဘက်ကဒမ်းမီဝိုင်းပေးတယ်ဆိုရင်ကိုရီးယားနေထိုင်ရင်တွေးတွေတက်ပြီးတော့ငါးကောင်လုံးပြန်ပြီးတော့ဖြုံနိုင်မယ်ပေါ့အဲ့လေသူတို့ကတော့ adjustment လုပ်တယ်လို့ပြောတယ်ဆိုပေမဲ့တကယ်တမ်းကျတော့ဟန်ဆိုက adjustment လုပ်ခံနိုင်ရလဲမဟုတ်ဘူး buff ထားတယ်လို့တောင်ပြော ုပ်လို့ရပါမယ်ထဲအတိုင်းပဲကျွန်တော်အနေနဲ့စကေးဝမ်းသုံးပြီးဘက်ကိုစားလိုက်တဲ့အခါကျရင်25စက္ကန့်တိတိစောင့်ရတယ် enemy ကိုစကေးဝန်းသုံးမယ်ဆိုရင်တော့အလုံးတွေးကြတဲ့အတိုင်းပဲ73စက္ကန့်တနည်းအားဖြင့်12စက္ကန့်လောက်ပဲစောင့်ရတယ်ပေါ့ဗျာပြောချင်တာကတော့ Hanzo ရဲ့စကေးဝန်းကိုသုံးတဲ့အခါကျရင် blue bat တို့ red bat တို့တခြား PC ကွက်စဘက်လေးတွေကိုသုံးမယ်ဆိုရင်တော့25စက္ကန့်စောင့်ရတယ် enemy တို့ late တို့ low တို့ကိုသုံးမယ်ဆိုရင်တော့ဖြင့်73စက္ကန့်ပဲစောင့်ရမှာဖြစ်ပါတယ်တွေးကြတဲ့အတိုင်းပဲ73စက္ကန့်ပဲကျွန်တော်ရဲ့စကေးဝန်းကိုတော့ရှိမှာပါဒါက level 4တော့မရောက်သေးတဲ့အခြေအနေမှာကိုပြရတာနော်နောက်တစ်ခုကတော့ ultimate သုံးတဲ့အခါကျရင်ရမယ် movement speed ကိုတော့အနည်းငယ် short ထားတယ်ဆိုပေမဲ့လည်း ultimate ကုန်ကန်ကြီးကြရင်ပြေးရလွှဲရလွှဲရ ောင်လို့ဆိုပြီးတော့ movement speed ကိုပို့တိုးပေးထားတယ်။ Ultimate ကုန်ကန်ဒီကိုယ့်ရဲ့ original body ဖိနှဲဝင်လာလို့ရှိရင်ငကိုအထက် movement speed ရမှာဖြစ်ပြီးတော့မြန်မြန်ထွက်ပြေးလို့ရအောင်လို့ပါ။ Ultimate သုံးတဲ့အချိန်ပြောင်းထားတဲ့ skill 1ဆိုရင်တော့ဖြင့်အရင်တုန်းကဆိုရင်ကိုက်လိုက်ပြီးဆိုရင်များသွေးတော်တော်လေးတက်တယ်ဆိုပေမဲ့အခုလက်ရှိပြောင်းလဲသွားတဲ့ skill 1ကတော့တွေးကြတဲ့အတိုင်းပဲ step 5ခုပြည့်တယ်ဆိုရင်တော့မှသွေးကမဆိုးတလောက်လေးပဲတက်မှာပါ။ Ultimate သုံးတဲ့အခါအဟိဖြစ်သွားမဲ့ skill 2ကဘယ်လိုမျိုးလဲဆိုတော့ကိုယ်မှာ energy ကုန်ကန်နီးလို့ရှိရင် skill 2ကို enemy ကိုထိအောင်သုံးပြီးဆိုရင်တွေးကြတဲ့အတိုင်းပဲ energy တွေကပိုပြီးတော့ပြန်တက်လာပါတယ်။ energy ကုန်ကန်နီးကွာ enemy ကို က်စရာမလိုပဲနဲ့ကိုကစကေးတူးလေး enemy ကိုထိအောင်တုံးလိုက်ပြီဆိုတာနဲ့ energy လေးပြန်တက်ပြီးတော့ ultimate ကိုအကြကြလေးတုံးထားလို့ရတယ်ပေါ့အခုလက်ရှိ hand soul ကိုင်တဲ့ကောင်တွေတော်တော်များများတရေဘောကြောင်ပြီးတော့ဘတ်ဘဲတိုးနေတဲ့ကောင်တွေများတာဖြစ်တဲ့အတွက် ultimate ကိုခဏခဏတုံးအောင်လို့ဆိုပြီးတော့ဒီလို season ပေးလိုက်တာကောင်းနေဆိုပေမဲ့လည်းပဲဘယ်လိုပြောရမလဲမိဒီမက်စမန်တွေအတွက်ကတော့အိမ်မဆိုးတစ်ခုထပ်တိုးလာတာပေါ့ဘယ်ကလေးကလောက်ဖို့ချောင်းနေလဲတော့မသိပေမဲ့မလီဆာကို moment speed shot လိုက်တယ်ပြီးတော့သူ့ရဲ့စကေးတူးဖြစ်တဲ့အယုတ်ချတာကိုလည်းကိုတော့တိုးပေးလိုက်ပြီးတော့ damage ကို shot ပေးလိုက်ပါတယ်မြန်မာနိုင်ငံ ဲဟာရာဘူးဇာပလီယာလေးကိုတကွက်ပြလိုက်တယ်လို့တောင်ပြောလို့ရပါမယ်ပြောချင်တာကဗာလဲဆိုတော့ဗျာဟာရာဘူးဇာကိုဘာစတက်မှမစုဘဲနဲ့အေဒီကိုမြမလိုကြီးပိုင်မယ်ဆိုရင်ဒမ်းမေးရလပြုတ်လောက်လေးပဲထွက်မှာဖြစ်ပြီးရောဟာရာဘူးဇာအေဒီမပိုင်းခင်စတက်တွေအရင်စုပြီးမှပိုင်းတာကပို့ပြီးတော့ဒမ်းမေးထွက်လာမယ်အနေထားမှာရှိနေတယ်မြမလိုကြီးပိုင်ရင်တော့သိကြပါတယ်ကိုပဲပြန်ပြီးရှုံးမှာပါကိုပတန်းကကျတော့စကေး1 range ကိုရှော့ခံလိုက်ရတယ်စကေး2ကလည်းကိုရောင်းထိုးထားတဲ့အပြင်ကိုမှဒက်စပီကိုပါထိုးထားတာဖြစ်တဲ့အတွက်အရင်တော့ကလိုမျိုးဝေါ်ကိုမြင်မြင်မကနိုင်တော့ဘူးအဲ့အကြောင်းမလို့သူ့ရဲ့စကေး2ကရှောင်းရတာအရင်အထက်ပို့ပြီးတော့လွယ်ကူလာပါ လိမ့်မယ်။ဘီယာရဲ့ပက်စီတနည်းအားဖြင့်မိုးလိုက်ဆိုတဲ့ကိုပါလေးပြစ်တဲ့ဓာမီကိုသူ့အနေနဲ့အနေငယ်လျှော့လိုက်တယ်။30ပဲဆိုတော့တိတ်ပြီးတော့လည်းပြောင်းလဲမှုရှိသွားမှာမဟုတ်ပါဘူးလေ။ဒီထွေးမှာရှိတဲ့ဝက်ပန်ဒီအားလုံးရဲ့ဓာမီကိုတော့အနေငယ်လျှော့ချထားတယ်။ဖဲဖြစ်စေဖို့အတွက်အက်တီမိတ်တီအကုန်လုံးကိုတော့ကိုတော်အနေငယ်လျှော့ပေးလိုက်ပါတယ်။ဂျူလီယန်ကိုတော့ adjustment လုပ်တာဆိုတာထက် role change လိုက်တယ်လို့ပြောလို့ရပါမယ်။အရင်တော့ကဆိုရင် Magic Fighter ဖြစ်ခဲ့တဲ့ဂျူလီယန်ဆိုတဲ့ hero လေးကအခုလက်ရှိမှာဆိုတော့ဖြင့် Assassin Fighter ဆိုတဲ့ Ronaldo ကြားထဲမှာညက်သွားခဲ့ပါပြီ။ Magic ထဲမှာဂျူလီယန်ကိုလုံးဝရှာလို့တွေ့တော့မှာမဟုတ်ဘူး။ Lucas ကတော့စာရီးအများ င်းဖြစ်အောင်ရှောင်ရေးထားရဆိုပေမဲ့တကယ်တမ်းကကျတော့ရိုးရှင်းပါတယ်စကေး3တုံးလိုက်တဲ့အခါကျရင်အပီးဖောင်ပြောင်းတဲ့အခါသူ့ရဲ့ဘေးစစ်အထက်ဒမ်းမီကိုတိုးထားပြီးတော့ဘေးစစ်အထက်ရိန်းကိုအနေငယ်လျှော်ထားကသူ့ရဲ့စကေး3ဖြစ်တဲ့ချက်ကရာဘော်လုံးကြီးရဲ့ဒမ်းမီကိုတော့အနေငယ်လီတိုးထားပြီးပါတယ်ဟီရိုဘက်ဖ်နက်တွေတော့အကုန်လုံးပြီးသွားပြီဆိုပေမဲ့အရှိမပြောခဲ့သလိုဘက်တယ်ဖီဂျက်စမန်အနေနဲ့အမ်ပလန်ဂျက်စမန်တွေလည်းရှိသေးတာဖြစ်တဲ့အတွက်အဲ့ဒါလေးတွေကိုဆက်ပြီးတော့ပြောပြမယ်အရင်ဆုံးဘက်တယ်ဖီဂျက်စမန်ကတော့ဂိုးလိုက်နာတွေအတွက်နည်းနည်းစိတ်မကောင်းဖြစ်စရာလေးပြောရမှာပါအပရိတ်ဘက်တဲမှာမိုတိုနိုပြောပုံရအောင်ရဆိုရင်ဂိုးလိုက်နာတွေရတဲ့ဖက်သွားပြီဆိုတာလေအဲ့ဒီတပွဲ ဲလို့ control လုပ်နိုင်ပြီးတော့ဂိုးလိမ်နာမဖတ်တဲ့အတင်းအောင် auto lose ရတယ်ဆိုတဲ့အနေအထားကြီးမှာရှိနေတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြီးတော့ဂိုးလိမ်ကိုဒီလိုလေး net flight ပါမယ်ဆိုပြီးတော့စားထုတ်လာတာပါ။အရင်တော့ကဂိုးလိမ်နာမစမန်းနေတဲ့အနေနဲ့ခရီ3កောင်လုံးလက်ဟိရအောင်စားနိုင်မယ်ဆိုရင်ဂိုးက35%အပိုရတယ်။ဘလိုမျိုးလဲဆိုတော့ဗျာဒီ3កောင်လုံးတတ်နိုင်လို့ရှင်ကျွန်တော်တို့ကဂိုး100ရရပဲပဲထားလိုက်ပါတော့။အဲ့ဒီဂိုး100အောင်မှာ35%ပေါင်းတာဖြစ်တဲ့အတွက်ဂိုးက135တိတိရမယ်။အဲဥပမာနဲ့ပြောပြရအောင်နော်ကျွန်တော်ဥပမာနဲ့ပြောပြတာ။အဲ့လိုကြီးတော့အတိအကျကြီးတော့မရှိဘူးပေါ့လေ။ မဲ့အခုလက်ရှိ upgrade ကဘယ်လိုမျိုးတောင်ပြောင်းလဲသွားပြီလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဂိုကာ၃ကားလုံးကိုဂိုခရီ၃ခုလုံးဝပြာလက်ဟိရအောင်စားနိုင်နေဆိုရင်တော့မှကျွန်တော်တို့ကအရင်တုန်းကလို Go 35%အပူရတော့မှာမဟုတ်ဘဲနဲ့ Go 30%ပဲအပူရတော့မှာပါအဲ့ဒါရင်ပြီးပြီလားဆိုတော့ no မပြီးသေးဘူး9မိနစ်အတွင်းထွက်တဲ့အလုံးတိကြတဲ့ဟောဒီကနောက်ဆုံးဂိုကာလေအဲ့ဒီဂိုလဲကြီးကိုတတ်မယ်ဆိုရင်အရင်တုန်းကဆိုဗျာဂိုက20%လောက်အပူရတယ်လေအခုကကြတော့50%လောက်ထိပဲအပူရတော့မယ်ဆိုပြီးရေးထားတာဖြစ်တဲ့အတွက်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဂိုလိမ့်တာ ီအနေနဲ့ဖမ်းဖို့အတွက်ရုန်းကန်ရပါတော့မယ်နောက်ထပ်ပြောင်းလဲသွားတဲ့ Battle Fee Adjustment ကတော့လော့ပါ16မိနစ်တနည်းအားဖြင့်လေငင်းရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့တာဝါရီလဲချိုးเสียရတိတ်မကြံတော့တယ်လို့လုံးเสียရလဲဘာမှမရှိတဲ့အပြင်လော့ကိုပဲထိုင်ဆောင်နေပြီးတော့ Battle Setup တွေကိုတိရှာချနေရတာဖြစ်တဲ့အတွက် Developer ဘက်ကကျွန်တော်တို့ကိုဒီလိုငင်းငင်းစိမ့်စိမ့်လေးနေပြီးတော့ဂိမ်းကို AC ဆော့စီခြင်းနဲ့ပုံတော့မပေါ်တော့ဘူးအရင်တော့ကလော့က16မိနစ်ကျော်သွားပြီဆိုတာနဲ့3မိနစ်မှတခါတည်းပေါ်တာဆိုပေမဲ့အခုလက်ရှိက16မိနစ်ကျော်သွားပြီဆိုတာနဲ့လော့အနေနဲ့2မိနစ်နဲ့စက္ကန့်30တိုင်းမှာတခါပြန်ပြန်ပေါင်းနေမှာပါ2မိနစ်ခွဲပေါ့စက္က ကန့်34ရောသားတာကိုဘာတွေလာပြောနေတာလဲလို့ဘာလို့တော့ပြောမနေနဲ့တကယ်တမ်းကျတော့အဲ့ထက်ပိုးတယ်ခမညာကိုရီးယားကယ်ရီကင်ထားရယ်ကွာ true damage လည်းထွက်တယ်ကွာ item တွေလည်း share ထွက်နေပြီကွာအဲလေကင်းလော်ကြီးကို solo ကေးမယ်ဆိုရင်အရင်တော့ကလို့မလွယ်ကူတော့ပါဘူးလောကိုရီးယား solo လာကေးမယ်ဆိုရင်တော့မှ magical defense အနေနဲ့ physical defense တွေကိုလောမှာအများကြီးရှိနေမှာဖြစ်ပြီးတော့၅ရောက်ဆုံးပြီးတော့လာကေးမယ်ဆိုမှသာလောရဲ့ physical defense တွေ magical defense တွေကရွတ်ရွတ်သွားမှာပါဥပမာဆိုရင်ဗျာလောကို solo ကေးမယ်ဆိုရင် physical defense 100ရှိတယ်ဆိုရင်လောကို2ရောက်ကေးလိုက်လို့ရှိရင် physical defense 60ပဲရှိတော့တယ်လို့လောက်တော့ရောက်ကေးမယ်ဆိုရင် physical defense 60ပဲရှိတော့တယ်လို့အဲအဲ့ဒီလိုမျိုးပေါ့ဗျာလော်ကြီးကိုလူများများကေးမယ်ဆိုရင်မြန်မြန်ပြက်တယ်အဲအဲ့လိုပဲမှတ်ထားလိုက်လော်ကြီးကိုပြောင်းလဲသွားတဲ့ adjustment ကကြတော့ဒါရီမဲလားဆိုတော့อืมမဟုတ်သေးဘူးလို့ပြောလို့ရမယ်လော်ကြီးကို true damage အဖြစ်ပြောင်းလိုက်တာတော်တော်ကြာပြီဆိုပေမဲ့လည်းခုလက်ရှိပြောင်းလဲသွားတဲ့လော်ရဲ့ true damage ပုံစံကတော့အနည်းငယ်ကွဲပြားသွားပြီလော်ကြီးမှာသွေး3000ရှိတယ်အဲ့ဒီသွေး3000ရဲ့သူတီးပါဆန့်ဖြစ်တဲ့သွေး900နဲ့ညီညာရဲ့ true damage ကိုကျွန်တော်တို့ပေးမှာသွေး3000ရှိမဲ့လော်ကြီးကိုသွားတတ်တယ်ဆိုကြပါစို့ဗျ ာအမှလော်ကြီးကတစ်ချက်ရိုက်လိုက်တယ် ကျွန်တော်တို့ကထူးထမ်းမိဖြစ်တဲ့အတွက်ဘာနဲ့မှလည်းကာလို့မရဘူးသွေး900နေထိုင်ရင်ရော့သွားရောလောက်ကင်းနေတဲ့အချိန်ညရင်လည်းအဲ့ဒီဒမ်းမီကအဲ့ဒီဒမ်းမီပဲဖြစ်ပြီးတော့လောကေးလို့ကိုယ့်ဘက်မှာလောရသွားပြီဆိုရင်လည်းလောကသွေးများရင်များတယ်လို့ဗျာဒမ်းမီကအဲ့လိုပူပူတိုးသွားမယ်ပေါ့ဗျာနောက်ထပ်ပြောင်းလဲသွားတဲ့ဟာဒီကကြတော့တဲလန်နေကျွန်တော်တို့ဟီးရိုးက Frozen Man ဆိုတဲ့ဟိုဒီကတဲလန်လေးကိုယူထားတယ်ဆိုရင်အလွန်တွေးကြတဲ့အတိုင်းပဲ enemy ကိုဘေးစေးထက်ပြစ်တဲ့အခါ Frozen Man တဲလန် ability ပေါ်လာမှာဖြစ်ပြီးတော့ကိုယ့်ရဲ့ဒမ်းမီကို10%တိုးမိမဲ့အပြင် movement speed အနည်းငယ်ကိုလည်းရမှာပါကျွန်တော်တို့ကဒီတဲ လန်းကိုဆက်ထားပြီးတော့ဒီလိုမျိုးဘေးစိအထက်ပဲထိုင်ပစ်နေရင်တော့မှ availability ကအမြဲတမ်းရနေမှာဖြစ်တဲ့အတွက်ဒါကမေတီတာတို့အတွက်အသီးသန့်ထုတ်ပေးလိုက်တယ်လို့တော့ထင်ရတယ်။ Kingsbury ဆိုတဲ့ဒီတဲလန်လေးကအလုံးသိကြတဲ့အတိုင်းပဲအရင်တုန်းကဆိုရင်ဗျာ enemy ကိုတတ်လိုက်မှပဲအလုံးဖြစ်တဲ့တဲလန်တစ်ခုဖြစ်ပြီးတော့အခုဆိုရင် enemy ကိုတတ်စီရမလို့တော့ဘူး။ကိုလိုက်တတ်နေတဲ့ enemy ကသွေးသူတီးပါဆန်အောင်ရောက်သွားပြီဆိုတာနဲ့ Kingsbury availability ကစပွင့်သွားမှဖြစ်ပြီးတော့သွေးနဲ့ movement speed အနည်းငယ်ကိုရမှာပါ။ဖေးရရင်ကွာကွာ enemy ကိုလိုက်တတ်နေရောမှ enemy ကသွေး30ရာခိုင်နှုန်းအောင်ရောက်သွားပြီဆိုတာနဲ့ ိုကနေထိုင်ရင်းနဲ့သွေးလည်းပြန်တက်မယ် movement speed လည်းပြန်ရမှာပါ။ကဲလည်းရင်ကိုတောင်က60စက္ကန့်ရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့အနေနဲ့ hero key တစ်ကောင်းတစ်ကောင်းတက်လိုက်ပြီဆိုတာနဲ့တဲလည်းရင်ကိုတောင်တွေက reset ပြန်ကြတော့မှာဖြစ်ပြီးတော့အစကနေပြန်ဆမှာပါ။ season shin တို့ဘာလို့တက်ကကြတော့ series ဆိုပေမဲ့လည်း martin တို့လိုဖြတ်မှပြတ်တဲ့ hero တွေအတွက်ကကြတော့ဒီတဲလည်းရင်ကတိတ်ပြီးတော့အဆင်မပြေတဲ့အထဲမှာပါသွားပြီ။ကဲဆိုတော့ brother ရဲ့အမြင်လေးတွေကိုလည်းကောင်းမှမှရေးသားနိုင်ပါတယ်။ video က15မိနစ်တောင်ပြည့်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်လည်း video လောက်ရတာတကယ်တိလား။မနေ့ကလေးကလုံနေတာအခု3နာရီကြော်ကြော်လောက်မှပြီးတယ် ဗျာအပွင့်လင်းဆုံးနဲ့ပြောရမယ်ဆိုတော့ဖြင့်ဒီ upgrade ကြီးကဂိုးလိန်ကိုလည်းလိုက်တဲ့ပြင်ကိုမှ assassin ဂျန်ဂီလာတော်တော်များများဟိုပါဘုံပြောက်တောင်းလုံးနိုင်တဲ့ upgrade တစ်ခုဖြစ်တဲ့အတွက်တေချာတာတစ်ခုကတော့မိုတိုနိုအနေနဲ့အရင်တုန်းကလိုမျိုး support matter ကြီးကိုများပြန်သွားခြင်းနေရလားလို့တော့ထင်ရပါတယ်ဒါပေမဲ့လည်းဗျာ support matter ဆိုတဲ့အတိုင်းပဲ support ရည်ကြီးပဲကို buff ထားတာမဟုတ်ဘဲနဲ့မိရပါရောပြီးတော့ buff ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ပွဲတွေတော်တော်များများကမိတည်တာအခက်ရာဖြစ်နေအောင်ပါပါရှင်းရှင်းလင်းလင်းပဲဗျာ mage matter ကိုရောက်နေပါပြီပေါ့ batsman တော်တော်များများဘုံပြောက်နေပြီးတော့ sicilian harry luno တို့လိုကောင်တွေကဂိုးလိန်မှာ ှာတက်ဆော့နေမှာကိုမြင်အောင်သေးတဲ့အပြင်ကိုမှဂျန်ဂီလာဆိုတာက SSC နေတဲ့ဆိုင်ရင် Fighter ဂျန်ဂီလာတွေကပို့ပြီးတော့ Impact ထွက်လာအောင်မဲ့အပြင်ကိုမိနဲ့ကုံမမလုတ်တဲ့တက်နေတက်နဲ့ကုံမမလုတ်တဲ့မိတွေကတကယ်ပြောတာပါ Run တက်ဖို့လုံးဝအဆင်မပြေပါဘူးအပွင့်လင်းတော့ရမယ်ဆိုတော့ပြင်ဖြစ်တော့ဖြစ်နိုင်လားမလားမသိပါပဲ Cyclo တို့ Harley တို့လိုကောင်းတွေကိုဘန်းယူရတဲ့အထိဂျန်ဂီလိမ့်မှာဆော့တာကိုလည်းမြင်ရင်သေးတယ်ပေါ့ကဲလေပေါ်တာတွေလည်းများသပြီဆိုတော့ကျွန်တော်ရဲ့ဒီကနေ့ Video ကတော့ဒီလောက်ပါပဲနောက်နေ့နောက်နေ့ရကြရင်လည်းမတူပြေကုန်းတဲ့တဲ့တွေနဲ့အတူပြန်လာခဲ့ပါမယ်ကျွန်တော် Boss Mike မှာအားလုံးပဲပေးခင်ကြပါစေဖတ်ပါမှာခင်ဗျာ